ကြည့်ရှုနာဆင်နေကြတဲ့မြို့ပပြည်သူများအားလုံးမင်္ဂလာရှိနေနဲ့ခဲ့ပါခင်ဗျာဒီနေ့တော့ရဲ့ဂရုဖွဲ့သားတွေကရှာမီနယ်တောင်ပိုင်းအင်းလေးဒေသနဲ့ဆက်လက်ရိုက်ကူးတင်ဆက်ပေးနေတာဖြစ်ပါတယ်ခင်ဗျာဒီကနေ့ကဆိုရင်တော့ဖုန်တော်ဖျားဒေသဆိုင်လက်လက်ပူဇော်ခံမှုကကြီးစားကုန်းရွာကနေပွဲစားကုန်းရွာကိုလက်လက်ပူဇော်ခံမှာဖြစ်ပါတယ်ဒီနေ့ကတနည်းထဲကိုပဲနှစ်ရွာကိုချွတ်ချင်မှာဖြစ်ပါတယ်ခင်ဗျာ ပွဲစားကုန်းမှာတော့နေစွန်းစံပေတော်မူမှာဖြစ်ပြီးတော့ link key ကိုဆက်လက်ကြွချင်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့မှာဆိုရင်တော့ဒေသဆိုင်လက်လက်ပူဆောင်မှုအခမ်းအနားတွေနဲ့ဒီဒါရဲ့လက်ပတဲ့ထူးခြားချက်တွေကိုလည်းဆက်လက်ရိုက်ကူးတက်ဆက်ပေးမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ခန္ဓာစီစဉ်ကနေဖျားပွဲတော်နဲ့အတူဘလို့အကြောင်းအရာတွေကဆက်လက်ပြီးတော့ရိုက်ကူးတက်ဆက်ပေးအောင်လဲဆိုတာစောင့်မျှော်ကြည့်ရှုအားပေးပါဦးခင်ဗျာ။ဒီနေ့အာယုံဦးနဲ့နဲ့ခင်ပါလေကျေးစားကုန်းရွာသူရွာသားများကစွန့်တော့ပွဲကြီးခုံများနဲ့အာယုံစွန်းဆက်ကပ်ဖို့ပြင်ဆင်ကြပြန်ပါတယ်။ ကျေးဇာကုန်ရွာသူရွာသားများကဖောင်တော်ဦးဖျားအားစွန့်နှက်နှက်ကက်ခွင့်ရတာမို့တိမ်မောင်းမြောက်များစွာအကုန်ကြခံကအခုလိုစွန့်တော်ကြည်ပိုင်းများဝဝေးဆဆပြင်းစင်ကကက်လူကြတာဖြစ်ပါရယ်ခင်ဗျာအလင်းဒေတာ20ဌာနမှာကျေးဇာကုန်ရွာရဲ့စွန့်တော်ကြည်ပိုင်းကိုရှင်နိုင်တဲ့ရွာမရှိဘူးလို့ဆိုကြပြန်ပါတယ်လက်နက်9ရက်အချိန်မှာတော့ကျေးဇာကုန်ကြောင့်မှပွဲစားကုန်ကြောင့်တို့ဒေတာစာရီခီဆက်လက်ကြွချီမှာဖြစ်ပါတယ် လာကြိုတဲ့ပွဲစားကွန်ရွာကစိတ်မင်္ဂလာဆွဲလီများကိုတကွန်ကုတ်ကမူလေးပွားများနဲ့အလှဆင်ရင်ထားကြပါရယ်။လီထိုးသားများရဲ့ဝတ်စုံကရှမ်းမျိုးနွယ်ဆန်လာတီကိုတွေ့မြင်ရသူအဖို့စိတ်ကြည်နူးစရာကောင်းလာပါရယ်။နနက်9နာရီအချိန်မှာတော့နွားတီရင်နဲ့ပြုတ်ထားတဲ့ဖျားစီတော်ကြီးကအရှိကဥဆောင်တီလို့ငွေပန်းအိုးကနောက်ကလိုက်ပါရယ်။အဲဒီနောက်မှာတော့ရုပ်ပေါ်တော့အတီတီကိုပင့်ဆောင်ကကရိတ်ဖောင်တော်အကြီးပေါ်သို့ပင့်ဆောင်ကြပါရယ်။ ကရိတ်ဖုံတော်အပေါ်မှာတော့ဖះပဲဆောင်ကြတဲ့တန်ဃာတော်များဖះလူကြီးများနဲ့အသေးတော်များလွန်ကြိုးရင်းများလိုက်ပါစီနင်ကြပါရယ်ဖုံတော်အငယ်ပေါ်မှာတော့ဖုံတော်ဦးဖះရဲ့ဖះလူကြီးဆက်ကိုဦးသာလိုက်ပါစီနင်ကြပါရယ်ကရေဖုံတော်နှစီကိုဆွဲလိုက်24စီးနဲ့အင်းကြီးပြင်ကျဲကြီးကိုဖျက်လို့ဖျားပင့်ဆောင်ကြတာဖြစ်ပါတယ်။ရေလန်းခီမှာလည်းမော်တော်ဆက်လီများနဲ့ဖျားဘူးလာကြတဲ့ဒေသခံတိုင်းသားများကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ။စွဲလိမြားကတစိနဲ့တစိအခြေဆက်မမိလောက်ခတ်ရပြီးတော့ရေလန်းချောင်းကိုလည်းကောင်းစွာနားလည်ရပါတယ်။ နေ့9နိုင်အချိန်မှာတော့ပွဲစားကုန်ကျောင်းတိုက်ကိုဖောင်တော်ဆိုက်ကပ်လာပါတယ်။ဖောင်တော်ရုပ်ပေါ်တော်မြတ်များကပွဲစားကုန်ရွာမှာနေ့လယ်ဆိုတာတည်င်းတုံးမှာဖြစ်ပြီးတော့လင်းကင်းရွာကိုနေ့လယ်ပိုင်းမှာဆက်လက်ကြွားချီမှာဖြစ်ပါတယ်။ န်တော်အုပ်ချုပ်ပေါ်တော်မြတ်မြောင်ပွဲစားကုန်းကျောင်းတိုင်းတို့ရောက်တဲ့အခါမှာတော့ဆရာတော်တန်ဃာတော်များကဦးဆောင်လို့ဖျားနှိကစားတင်ကျက်မှုကိုပြုလုပ်ကြပါတယ်အိမ်နာမှာတော့ဒေသခံပွဲစားကုန်းရွာကရွာသူရွာသားများကဝိုင်းဝန်းကနေကျော်စက်ကလူတန်းကြတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ကျွန်တော်တို့ဒီဖျားပွဲမရောက်ခင်၃-၄ရက်လောက်ပေါ့ကျွန်တော်တို့ဒီကြီးရွာမှာရှိတဲ့ဟို ဂျေးရသူဂျေးရတန်းနဲ့ကလာဒါကလာသမီးလေးတန်ချင်းကြီးလောက်ပြုလို့ကျောင်းပါဝင်ကျင်းမှာအဲ့လိုမျိုးလေးနောက်ပြီးဆွန်းတော့ကြီးခုံးလဲအဲ့လိုမျိုးလာလာပပလေးဖြောင်းလဲကျွန်တော်ပြင်ဆင်ရတယ်ကြာဘုရားပြင်ဆင်ကြတဲ့ခါကျကျွန်တော်တို့မနေ့ပေါ့ဒီနေ့မနေ့6ရက်လောက်ကြီးစားတော့တွားရတယ်ပဲဆွေးလိဆွေးလိတော့ဒီတခြားရွာတွေပါဝင်ကျင်းဆွေးလိနေလဲအများကြီးဗျဆွေးလိတော့အစည်း20လောက်ရှိတယ်ဒီနှစ်စစ်တင်းသုံးတာတော့ ဒီဖះဖောင်တို့ဖះစရပြီးတော့ကြွရတဲ့အချိန်ကစရပြီးတော့ပေါ့အခုချိန်အထိပေါ့ပွဲစားကုန်းကြီးဝါနေဒေသခံများကရေချမ်းကိုသာအဓိကလောက်ကင်ကြပါရယ်ရေချမ်းဆိုတာရေပေါ်မှာကျိုးမြို့များကိုပြုလို့လို့စိုက်ပျိုးရေးလောက်ကင်ကြတာဖြစ်ပါရယ်အဓိကကတော့ခရိုင်ချင်းတီကိုစိုက်ပျိုးကြတာပါဖျားပိုးတော် ကာလအထက်မှာတော့ခြံလုံငန်းတွေကိုရန်နာထားပြီးဖျားသွားចောင်းတက်ကိုတော့အဓိကလှုပ်ဆောင်ကြပါတယ်။ဒါဟာလည်းဒီသစ်သားရဲ့ချစ်စရာယူရဒလိတစ်ခုဖြစ်ပါတယ်ခင်ဗျာ။ ဖော်နိုးရပေါ်တော်မြတ်များနေ့စောအချိန်ဒီပွဲစားကုန်းကျောင်းနိုင်တော်တွေမှာတရင်တုံးပြီးတဲ့နောက်မှာတော့လင်ကင်းရွာကိုဆက်လက်ကြွချီဖို့အတွက်ပြင်ဆင်ကြပါတယ်။ဖះပင်းဆောင်တဲ့အခါမှာဖះလူကြီးများနဲ့အသေးတော်များကရွာရှိဆရာတော်တန်ခါတော်ထံမှာဩဝါဒကိုခံယူရပါတယ်။အဲ့နောက်မှာတော့ရုပ်ပေါ်တော့တဆူချင်းစီအလိုက်ဖုံတော့အကြီးပေါ်ဆိုပင်ဆောင်ကဆွဲလီများနဲ့ပင်ဆောင်တော့မှဖြစ်ပါတယ် ပွဲစားကုန်းရွာမှာလင်းကင်းရွာတို့အတွားမှာဆွဲလီအစီရေ30ခန်းပါဝင်ပါတယ်။ဒေသစာရေးကြွားကြည့်ခြင်းကနေ့လယ်တနားရီအချိန်ဖြစ်ပါတယ်။ရာသီဥတုပူပြင်းလာပေမဲ့ဆွဲလီဆွဲခက်တဲ့လီထိုးသားများကတော့အာတုံခွန်ဆိုင်ထိုးကပျော်လို့ရွှေလို့ဖျားပဲဆောင်ကြပါတယ်။ ရွေးရသချင်းတွေတမ်းမြိုင်တီဆိုရေးနဲ့ဖျားပဲ့ဆောင်ကမကြခင်အချိန်တော့တင်ပါပဲလင်းငင်းကြောင်းတဲ့သို့ရောက်ရှိလာခဲ့ပါတယ်။ လင်ကင်ကြောင့်တို့ရောက်ချိန်မှာတော့ဖောင်တော်ဥရုပ်ပေါ်တော်မြတ်များကိုဖောင်တော်နဲ့ဆက်လက်ပပင်းဆောင်တော်ပဲကရွေအရင်နဲ့စံကြောင်းတော်ပေါ်တို့ပင့်ဆောင်ကြပါတယ်ဝိယအတင်ဖွဲ့များကလည်းဘုရားဂုံတော်ဖွဲ့ကာရာများတမန်စကြတရားတော်များကိုရွတ်ဖက်ကလိုက်ပါပေးဆောင်ကြတော့ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ လက်ရှိဖောင်တော့ဖျားတရင်တုံးနေတဲ့လင်းကင်းရွာကရခင်ကအချာအင်းလင်းကင်းရွာလို့ခေါ်ဆိုကြောင်းမှတ်သားရပါတယ်။လင်းကင်းရွာအနီးတစ်ဝိုက်မှာရေမော်များတန့်ရှင်ပြီးတော့ကြာပန်းများပောက်ရောက်တာကြောင့်လို့ဆိုကြပါတယ်။လင်းကင်းဆန်ကျောင်းတော်ဟာရှေးဟောင်းကျောင်းတော်တစ်ခုဖြစ်တော်လဲငဖယ်ကျောင်းကျောင်းထက်အချိန်နောက်ကျပြီးမှဆောက်ထားတဲ့ရှေးဟောင်းကျောင်းတော်တစ်ခုဖြစ်ပါတယ်။ အင်းလေးဒေတာမှာဖောင်နှုတ်ဖျားဒေတာဆိုင်လှစ်လေပူဆိုတဲ့အခါမှာဖောင်နှုတ်ဖျားတရင်သုံးတဲ့ရွာကိုရောက်ရှိရယ်ရွာနီးစက်ချုပ်ကဒေတာခင်ဗျားကလာရောက်ဖျားဖူးလေးရှိပြီးတော့နိညာမပြတ်အစီကားလေးရှိပါတယ်။နိညာမပြတ်ပန်းရည်ချံစီမီစွန်းတို့ကိုဆက်ကလူတက်လေးရှိပြီးတော့ရွှေသင်္ကန်းချမှုကလည်းဒီဒေတာမှာရွာအလိုက်ဝါဝဲလူတန်းကြတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ယူသားရဲ့တိုင်းသားတွေဒီလိုအချိန်ဖျားပွဲတော်ကာလအတွင်းမှာစိန္ဒနာတရားတရားထက်တန်မှုကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။ တောင်ပေါ်နေတိုင်းရင်းသားတွေဟာဘာသာတရားကိုဆိုင်မှုတရားတရားထက်သန်မှုကအင်မတန်ကိုမှအောချစရာကောင်းလောက်ပါတယ်။ဖျားဖို့တော့ကာလာတွင်ညပိုင်းအချိန်ထိလင်းကင်းကြောင်းတော်ပေါ်မှာဖျားဖို့ဧည့်သည်များနဲ့စီကားလျက်ရှိပါတယ်။ဖော်တော်ရုပ်ပေါ်တော်မြတ်များဒေသစာရီကြွားကြည့်ချိန်မှာရွာတရွာကိုရောက်တိုင်းအစိုးပါရွာမှရွာရွာသားများကဖျားပွဲတော်ကိုချစ်ချစ်သည်ကျင်းပလေးရှိတော်ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ နေငယ်ကျောင်းတိုင်းပေါ်မှာညအထင်ခါမှာမိရှိမိမယ်များလှတ်တင်ခြင်းကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။ဒါ့အပြင်မျိုးမြငယ်လေးများကိုလှတ်တင်ကဒီနေ့ညရဲ့အလှကိုပိုလို့တောင်းဝင်လှောက်ရှားစေပါတယ်။နောက်နေ့အာရုံဦးမှာတော့လေငင်းကျောင်းတိုင်းကနေညောင်ရှင်မြို့ကိုဒီသားစာရီခီဆက်လက်ကြွအခြေတော်မှာဖြစ်ပါတယ်။ ကြည့်ရှင်နေကြရမှာဖြစ်ပါခင်ဗျာဒီနေ့မှာဆိုတော့ဖောင်တော်ဖျက်ရုပ်ရှင်တော်မြတ်ကြီးကနေကင်းကြီးရွာကစံကြောင်းတော်ပေါ်မှာတညတာကျိစက်စံပယ်တော်မူပါမှာဖြစ်ပါတယ်။နေ့မှာဆိုရင်တော့ရောင်ရှင်မြို့ကိုကြွားချင်မှာဖြစ်ပြီးတော့နေ့မှာဆိုတော့နေပြိုင်ပွဲတွေကိုလည်းကြည့်ရှုကြံစားမှာဖြစ်ပါတယ်။ဒီနေ့မြင်ကင်းဆော်လင်ကိုကြည့်ရှုလိုက်ရတဲ့မြတ်ဖြစ်ဒီမှာလည်းစိတ်ကျဉ်တလိုက်မယ်လို့ပြောလိုက်မိပါတယ်ခင်ဗျာ။နောက်နေ့တွေမှာလည်းအစီအစဉ်ကောင်းများစွာနဲ့ပြန်လာခဲ့ပါပဲ။ကြည့်ရှုအားပေးနေကြရမှာဖြစ်ဒီမှာအားလုံးလည်းကိုယ်စိတ်နဲ့တော့ကြားမှာရှင်လာနိုင်ကြပါစေခင်ဗျာ။